6ရက်ည95မှာတော့နာဂီယရီယူနဲ့စတွေ့ခဲ့တဲ့ဘလုံးစပြီးတော့ကစားဖြစ်ခဲ့တဲ့အခြေအနေကိုပြန်ပြီးတော့တွေးနေခဲ့မိပြီးသူ့ရဲ့စိတ်ကိုတက်ကြွစေခဲ့တဲ့အတွက်ရီယူကိုကျေးဇူးတင်လိုက်ပြီးတော့အခြေအနေဖြစ်မှုတွေအတွက်လည်းတောင်းပန်လိုက်ပါတယ်အရာအလုံးအီဆာဂီကိုနိုင်ယူဖို့အတွက်အရာအလုံးကြော်ပြခဲ့ရပြီးတော့အခုချိန်မှာသူမပြောင်းလဲဘူးဆိုရင်ကမ္ဘာအကောင်းဆုံးဆိုတဲ့အရာကိုအိမ်မက်မနိုင်မှာမဟုတ်ပါဘူးအဲ့လိုဆိုရင်ရီယူနဲ့နာဂီနှစ်ယောက်လုံးရဲ့အိမ်မက်ကအဆုံးသက်ပြီမလို့သူတို့ရဲ့နောက်ဆုံးပွဲစဉ်မှာအဆန်းကုန်ကြိုးစားနေခဲ့ကြပါတယ် သူတို့နေရာရဲ့အခြေအနေတွေကအဆိုးဆုံးရရှိနေခဲ့ပြီးတော့သူတို့ရဲ့လစာတွေကအဆင့်23အောက်ကိုရောက်သွားခဲ့မယ်ဆိုရင်သူတို့ရဲ့ကမ္ဘာဖလားရဖို့အိမ်မက်ကပြည့်စည်တော့မှဖြစ်ပါတယ်အခုချိန်မှာနာဂီကအဆင့်17မှာရှိနေခဲ့ပြီးတော့ရီယိုရဲ့အဆင့်က16မှာရှိနေခဲ့ပါတယ်တမိုးရီတာထပ်ပြီးတော့ကြာသွားမယ်ဆိုရင်ထွက်ရကန်နီလောက်ကိုဖြစ်သွားမှဖြစ်တဲ့အတွက်ကြောင့်ကစားပုံသူတို့ကိုသူတို့တွင်းမဲ့အစားအသေးနိုင်ရဖို့အတွက်ပြောင်းလဲလိုက်ပြီးတော့သူတို့ရဲ့တမိုးရီကိုတက်တည်ပြနိုင်ဖို့အတွက်အကောင်းဆုံးလုပ်နိုင်ကြပါတယ်ပြောင်းလဲသွားတဲ့ကစားပုံတွေကိုအိုတရီယာနဲ့ဘာချီရာတို့ကသတိထားမိနေခဲ့ကြပြီးတော့ နာဂီတို့နှစ်ယောက်သားအချင်းချင်းအချိတ်ဆက်မိမိစော့ကစားနေကြပါတယ်။နာဂီခေါင်းထဲချပစ်လိုက်တဲ့ဘောလုံးကချီဂီဒီစီကိုရရှိသွားပြီးတော့သူ့ရဲ့ပိုင်နဲ့ဖြစ်တဲ့44ဒီဂရီရှေအောင်စုံလေးကိုပြီးသွားနိုင်ခဲ့ပြီးတော့မန်ချက်စတီတီအတွက်ဥဆောင်ကိုသွေးမင်းနိုင်ခဲ့ပါတယ်။နာဂီကတကောအဆင်နိုင်ခဲ့တဲ့အတွက်သူ့အတွက်ကအဆင်ပြေသွားပြီမလို့ရီယိုအတွက်ပဲကျန်တော့ပါတယ်။တပတ်ဘတ်စတ်မန်ချင်းအသင်းမှာတော့အီကိုကချန်ပီယံဖြစ်သွားတဲ့ဘတ်စတ်မန်ချင်းအသင်းကိုဖန်သားပြန်နေတဲ့စင်ဂုံပြလိုက်ပြီးတော့နောက်ဆုံးအဆင့်ရလတ်ကိုကြီးညာလိုက်ပါတယ်။အီစာဂီကလည်းသူ့ရဲ့လာစာကို ရင်ခုန်ဆိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေခဲ့ပြီးတော့ရင်ပွဲမှာရင်နဲ့သူ့ရဲ့တန်ကြီးကတန်90လောက်ထိကွာခြားပြီးတော့အဆင့်တနေရာဝဲစိတ်ဝင်စားတဲ့အီစာကေးကထိတ်ဆုံးနေရာကိုတည်တည်ချာချာစောင့်ကြည့်နေခဲ့ပြီးတော့အဆင့်23ကစားသမားတွေရဲ့တန်ကြီးနဲ့ဘလူးလော့ရဲ့တန်ကြီးအမြင့်ဆုံးကစားသမားကိုအီကိုကကြင်ညာလိုက်ပါတယ်တန်140ကန်လန်းမှုနဲ့ဘလူးလော့ရဲ့တန်ကြီးအမြင့်ဆုံးကစားသမားကတော့အီစာကေးမဟုတ်ခဲ့ပဲရင်ဖြစ်နေခဲ့ပါတယ်အီစာကေးကလည်းတော်တော်လေးရှော့ရသွားခဲ့ပြီးတော့အသေးအံစူးစမ်းခဲ့ရပေမဲ့ နမတိဆိုတဲ့နေရာကိုမရောက်နိုင်သေးတဲ့အတွက်စိတ်ထဲမှာကြိတ်မနိုင်ခဲမရဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရင်းကအီစာကီကိုတေချာကြည့်ခိုင်းပြီးတော့တေချာပြန်ကြည့်လိုက်တဲ့အခါမှာအီစာကီရဲ့အတန်ကြီးရလဲတန်140ကန်လန်မှုနဲ့ရင်းနဲ့အတူတူထိတ်ဆုံးမှရက်တိနေခဲ့ပြီးတော့ကဘာကြီးကသူတို့နေရာကိုပြန်ဖက်တဲ့အနေနဲ့ဆက်ရှိနေစေချင်သေးပုံပေါ်ရတယ်နောက်ဆုံးမှအီစာကီစူးစမ်းခဲ့တဲ့မြအရာထင်ခဲ့ပြီးတော့နမတိဆိုတဲ့နေရာကိုအရောက်လန်းနိုင်ခဲ့ပြီးတော့ထိတ်ဆုံးမှနေရတဲ့ခံစားချက်ကိုနောက်ဆုံးမှခံစားနိုင်ခဲ့ပါတယ် နမတိနေရာမှာရောက်ရှိနေခဲ့တဲ့အီဆာကီကိုဥပါအတင်းသားတွေကလည်းစောင့်ကြည့်နေခဲ့ပြီးတော့ဘာရောကလည်းဒီလိုမှငါအမိလိုက်ဖို့ကြိုးစားနေတဲ့နမတိဆိုပြီးတော့စိတ်ထဲမှာလေးစားနေခဲ့ပါတယ်အရာအလုံးနဲ့လက်လျောညီထွေးအောင်နေထိုင်ခဲ့အရာအလုံးတောက်ခံနိုင်ခဲ့ပြီးအီဆာကီကရုတ်တရက်ရှိရှိနဲ့အလုံးဖြည့်ဆည်းနိုင်ခဲ့ပါတယ်အီဆာကီရဲ့ဆာလာမှုကနေလာခဲ့တဲ့ပျော်ရွှင်မှုပဲဖြစ်ပြီးတော့ယူချင်းစရာအီဆာကီရဲ့မူလအဆောက်တကွာလုံးကခံစားမိလောက်ပါပြီ ီစာကြီးရဲ့အုံနောက်ကလည်းစူပွတ်နေခဲ့ပြီးတော့ဒီစာကြီးရဲ့အကောင်းဆုံးဆိုတဲ့ပုံစံကဆက်လက်တိုးတက်နေခဲ့ပြီးတော့ဒီပုံစံတိုင်းဆက်သွားနိုင်မယ်ဆိုရင်ကမ္ဘာအကောင်းဆုံးဆိုတဲ့နေရာကိုအီစာကြီးကရောက်ရှိနိုင်မှာဖြစ်ပါတယ်။မန်ချက်စတီနဲ့ဘာကာရိုရဲ့ပွဲစဉ်မှာတော့ဘောလုံးကဘာချီရာစီမှာရှိနေခဲ့ပြီးအားလုံးလေခေါက်နေခဲ့ပါတယ်။မြန်ဆန်လုံးနေခဲ့တဲ့အတွက်ကြောင့်ဘာမှမလုပ်နိုင်ပဲညဉ့်ကြီးရှိနာကြီးရဲ့ရှိမှာတကိုးပေးလိုက်ရပါတယ်။နှစ်သိန်းလုံးကတကိုးတကိုးဆိုတဲ့ရလဒ်ကိုရောက်ရှိသွားတဲ့အခါမှာနှစ်သိန်းလုံးရဲ့မာစတာရီကအစထုတ်ဝင်ရောက်ခဲ့ပြီးတော့ ကစားပွဲကပြန်လဲစတင်ခဲ့ပါတယ်ပြောင်းလဲနေတဲ့အချိန်လေးကိုနာဂီကနားမလည်နိုင်သေးပဲတဖက်မှာအာဂီကနာဂီကိုတေချာအယုံစိုက်ခိုင်းနေပြီးတော့သူအခုကစားနေတာဂိုးသွက်လားအတင်းသွက်လားဆိုတာကိုရှင်းရှင်းလင်းလင်းနားလဲအောင်လှောက်ခိုင်းနေပါတယ်တဖက်မှာရီယိုကလည်းအာဂီကိုဝင်မပါဖို့ပြောနေခဲ့ပြီးတော့နာဂီကလည်းအခုချိန်ထိဘာမှမလုပ်နိုင်သေးတဲ့အတွက်ဂိုးဖန်တီးမှုတွေကိုပြုတ်လို့ပေးရင်းနဲ့ရီယိုနဲ့အတူတူရှင်းတန်ဖို့လုပ်နေခဲ့ပါတယ်ဘောလုံးရထားတဲ့နာဂီကိုရီယိုကဝန်တုကစားပုံနဲ့တွားကြမယ်လို့ပြောနေခဲ့ပြီးအားလုံးရဲ့မျက်ကွယ်အားနေအိုတိုယာဒီကစားပုံကြီးကို သူမိဘအရင်နေ့ထက်တော့ပိုပြီးတော့မြင်ဘူးနေပြီမလို့ထက်တလဲလဲမြင်နေရတဲ့ကစားကွက်ကြီးကိုမြက်ခွေရာကနေအသားအရဖျက်ထုတ်နိုင်လိုက်ပါတယ်ဒီလိုနဲ့ပဲအူတူရာနဲ့ဘာချီရာတို့ကအချိန်ဆက်မိခဲ့ကြပြီးတော့ခရစ်စင်နောက်ကနေအူတူရာကကြော်ဖြတ်ရင်းနဲ့တိုင်းလူကနောက်မှာနောက်မှာဘာချီရာဖျက်တင်ပေးလိုက်တဲ့ဘောလုံးသူတို့ကိုသူတို့ကမ္ဘာအကောင်းဆုံးနေလို့ခံစားနေရတဲ့အူတူရာတို့ကဂိုးရဲကိုလှလှပပအဆုံးသက် ပေးနိုင်ခဲ့ပါတယ်အခုဆိုရင်ဘာကအသင်းကဥဆောင်ကိုရယူပေးနိုင်ခဲ့ပြီးတော့အူတူရာနဲ့ဘာချီရာနှစ်ယောက်လုံး တက်ကြွစီခဲ့တဲ့မိတော်လိုမျိုးခံစားချက်မျိုးနာဂီကခံစားမှုတွေအတွက်ကြောင့်သူတို့နှစ်ယောက်ကိုနားလဲနိုင်နေတယ်ဆိုပေမဲ့အဲ့ဒီမိတော်ကိုပြန်စားဖို့အတွက်နီလန်းကိုတော့ရှာမတွေ့နိုင်သေးပါဘူးအားလုံးဆုံရှုံရတော့မယ်အခိုက်အတန့်မှာသူတို့နှစ်ယောက်ကိုဘယ်သူမှကပောက်အကောင်းဆုံးဆိုပြီးမထင်တော့တဲ့အတွက်တက်ကြွစီမဲ့မိတော်ကိုပြန်မစားနိုင်ဖြစ်နေခဲ့ပါတယ်တဖက်မှာရီယိုကအတင်းလိုက်လှုပ်ရှားတာမအောင်မြင်တဲ့အတွက်ကြောင့်စိတ်လှုပ်ရှားတဲ့ကောင်းတာတစ်ခုခုကိုလှုပ်ဖို့ကြံစီလိုက်ပါတယ်အဲ့ဒီရာတော့သူတို့နှစ်ယောက်ရဲ့အတွင်းကိုနဲ့ အားလုံးပြောင်းပြန်လမ်းလိုက်ပြီကဘာကြီးရဲ့အဓိကဗဟိုချက်တွေဖြစ်လာရမယ်သူတို့နှစ်ယောက်ရဲ့မိသားကိုပြန်လဲစနိုင်ဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်တစ်ခုကို review ကပေးလိုက်ပြီးတော့ကဘာအကောင်းဆုံးဖြစ်ဖို့အတွက်ဘာမဆိုလုံးကြမယ်လို့ review ကပြောလိုက်ပါတယ်နာဂီရဲ့လောင်မြိုင်မှုကို review နဲ့အတူဆိုးရှုံးလိုက်ရပြီဆိုပေမဲ့ review ကတော့နာဂီအတွက်အိမ်မက်အစ်တွေဆက်လက်ဖန်တီးပေးနေခဲ့ပါတယ် review ကဆက်ပြီးတော့ငါတို့ကပါမီရှင်နေမလို့နောက်ထပ်ငါကိုသွေးရုံလေးပဲလို့ review ကပြောနေခဲ့ပြီးတော့နာဂီကလည်းအရင်ကသူမရှိရင်ဘာမှမလုပ်နိုင်တဲ့ကောင်လေးကအခုဆိုရင် ပိုတံမာလာခဲ့ပြီးတော့နာဂီရောအနေငယ်ထိတ်လန့်နေစီခဲ့ပါတယ်နောက်ဆုံးတော့နာဂီကပြန်လဲတက်ကြွလာခဲ့ပြီးတော့အခုလိုလုံနိုင်မှုအတွက်ဆိုရင်တက်ကြွနေရမယ်ဆိုတာနားလည်သွားခဲ့ပါတယ်တစ်ဖက်အီဆာဂီရဲ့ဘက်မှာတော့အခုလိုအားကြစရာပျော်ရွှင်မှုတွေရလဲသူတို့ရဲ့ကိုပိုင်ဖော်မြူလာတွေရှိနိုင်တယ်လို့အီဆာဂီကတွေးနေခဲ့မိပြီးတော့ပြန်တွေးကြည့်တဲ့အခါမှာလဲဒဇုံတယောက်ကိုအနိုင်ယူခြင်းနဲ့ဆိုတဲ့ရှင်းလင်းတဲ့ရည်မှန်းချက်တစ်ခုကြောင့်နောက်ဆုံးမှာအဲ့လိုလုံနိုင်မဲ့စက်တစ်ခုဖြစ်လာခဲ့ပါတယ်တွချက်မှုတွေအရအနိုင်ယူဖို့ကသူ့ကိုဆက်လို့ရှာစီခဲ့ပြီးတော့ အနိုင်ရပြီးတဲ့အခါတိုင်းအီစာကီရဲ့အတွေ့အကြုံတွေစွန့်ရည်တွေကပုံမတိုးတက်လာခဲ့ပြီးတော့ဘောလုံးကန်နေနေရာမှာပိုတော်လာခဲ့ပါတယ်သူ့ရဲ့အကွက်တွေကလည်းပြန်လို့ရတာကိုလွယ်ကူလာတယ်ဆိုပေမဲ့အဲ့ဒီအချိန်တုန်းကသူတယောက်ပဲခံစားခဲ့ရတဲ့ဒီတန်ခံစားချက်နီးပညာနဲ့ယုတိကျမှုတွေအဲ့ဒီအရာတွေအားလုံးကအစပြုပေးခဲ့တဲ့အဲ့ဒီမိတော့ကိုတော့ပြန်လည်မဖန်တီးနိုင်ဖြစ်နေခဲ့ပါတယ်အိမ်မက်တွေရီမန်းချက်တွေအနိုင်ယူဖို့အတွက်ပြန်ဘက်တွေအဲ့ဒီမိတော့ကိုဆုတ်ကန်နေတဲ့သူတွေကတိုက်ရှင်ကြံရင်မှဖြစ်ပြီးတော့လွယ်သားတဲ့သူတွေကတော့နောက်ကျကြံခဲ့မှဖြစ်ပါတယ်ဒါကတော့သူတို့ရဲ့စစ်မြင်ပြင်ဖြစ်တဲ့ ဘလူးလောက်ပဲဖြစ်ပါတယ်တဖက်နာဂီရောဘက်မှာလဲနောက်တစ်ခိုးပေးရရင်ဆုံးသက်ပြီမလို့နာဂီကရီယိုပတ်ပေးခြင်းတဲ့နေရာကိုအာယုံဆိုင်ပြီးတော့စဉ်းစားနေခဲ့ပြီးနာဂီရဲ့စိတ်ထဲမှာရီယိုလိုအပ်တဲ့လူတယောက်ဖြစ်ချင်နေခဲ့ပါတယ်သူ့ရဲ့အကောင်းဆုံးလွတ်ပြနေတယ်ဆိုပေမဲ့စိတ်ထဲမှာတော့ရီယိုအတွက်ပဲတွင်းနေခဲ့ပါတယ်တဖက်အတင်းရဲ့ဂိုးနဲ့တပြေးပြေးနီးကလာနေခဲ့ပြီးတော့အကော်ဝေးကဝေးနေခဲ့တဲ့အတွက်ကန်သွေးရမလားဆက်ပြီးတော့ဆွဲရမလားသူသာရီယိုဆိုရင်ဘာလို့မလဲလို့တွင်းနေတဲ့အချိန်မှာဘာသာအတင်းရဲ့မာစတာလေဗင်ယိုက ရောက်ချလာခဲ့ပါတယ်ဘောလုံးလူနိုင်ခင်ခွေးပြင်းမဲ့အနေထားဖြစ်ပြီးတော့လေဗင်ညိုကဘောလုံးဆိုတာလူပေးဖို့ပဲမဟုတ်ဘူးလို့တင်ပြနေတဲ့အချိန်မှာသူရဲ့ကောင်ခရစ်စပရင်ဟာဂျာအနေဘော်ဒီခွင့်ရင်းနဲ့ကောက်ွယ်ပေးလိုက်ပါတယ်ဘော်ဒီခွင့်ရင်းနဲ့တပတ်လဲလိုက်ပြီးတော့မိမရှိနေတဲ့နာဂီကိုခရစ်ကလစ်လူရှူထားပါတယ်ကိုယ့်ရဲ့ပုံစံကိုဂီမဆိုင်တဲ့အတ္တသမားတွေကိုခရစ်ကအခွင့်အရေးပေးမှာမဟုတ်ပဲအဝေးမှာရှိတဲ့ရီယိုစီကိုဘလုံးလမ်းပေးလိုက်ပြီးတော့ကန်သွေးလိုက်ရီယိုမီခါကဲ မင်းရဲ့အနာဂတ်ကိုငါမြင်ချင်းနေဆိုပြီးတော့ခရစ်ကအော်ပြောလိုက်တဲ့အခါမှာရီဝါစွန်နာအော်တိုရရဲ့အကွက်ကိုချက်ချင်းပဲကော်ပီလိုက်ပြီးတော့ဘလုံးကန်သွင်းဖို့အတွက်လီဒဲကိုခုန်တက်လိုက်ပါတယ်။ဣစာကြီးရဲ့ဒရက်ရှော့ကကော်ပီလိုက်ပြီးတော့ရီဝါဆိုရင်တော့မင်းမရှိလဲအသက်ရှင်နိုင်နေခဲ့ပါတယ်။အခုဆိုရင်ရီဝါမန်ချက်စတီအတွက်တေကိုပြန်လဲရယူပေးနိုင်ခဲ့ပြီးတော့မာစတာရဲ့အချိန်ကလည်းပြည့်သွားခဲ့ပါပြီ။ရီဝါကိုယ့်အတွက်ကိုကန်သွင်းမိခဲ့တဲ့အတွက် နာဂီကိုတားမှန်လိုက်တဲ့ဆိုပေမဲ့နာဂီကတော့ရီယိုအပေါ်မှာအယက်မီကိုလွန်းနေခဲ့ပြီးကလေးလေးတယောက်လိုရီယိုကသူ့အတွက်မြဲတမ်းရှိပေးမယ်လို့ယုံကြည်နေခဲ့မိပါတယ်အနောက်ဆက်ဖြစ်စေခဲ့မိတဲ့အတွက်လည်းရီယိုကိုတားမှန်လိုက်ပြီးတော့အဲ့ဒီမိတော့ကိုသူ့ကိုယ်သူလည်းစားနိုင်နေဆိုတာနာဂီကအခုချိန်ရနေစပြီးပြသတော့မှာပဲဖြစ်ပါတယ်သူ့ကိုလူပေးကြလည်းမလိုတော့တလို့ရီယိုလည်း "तू ကလူပေးမှာမဟုတ်ဘူး"လို့ပြောနေခဲ့ပြီးတော့ရီယိုမပါပဲတောက်ထဲလုံနိုင်နေဆိုတာနာဂီကပြသကြည့်နေတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာရီယိုကနာဂီကိုမင်းအချိန်နေကိုသဘောမပေါက်ဘူးလားငါတို့နောက်ထပ်တကူမသွင်းနိုင်ဘူးဆိုရင် ငါတို့အတွက်အဆုံးသတ်ပြီလို့ရီယိုကပြောတဲ့အခါမှာနာဂီကတကယ်တမ်းအဆုံးသတ်မှာသူတယောက်တည်းပဲဖြစ်ပြီးတော့ရီယိုကစောနာရောကိုးသိမ်းနိုင်ခဲ့တဲ့အတွက်တေချာပေါအသက်ရှင်ကျန်ရင်းမှာဖြစ်ပါတယ်ရီယိုကအဲ့လိုဆိုရင်တော့သူတို့နှစ်ယောက်တွဲဆောက်လို့ရသေးရဲ့လို့ပြောနေခဲ့ပေမဲ့ကြောက်ခဲ့ကလေးကတုံးနေခဲ့တဲ့အကွက်ကြီးကအလုပ်ဖြစ်မှာမဟုတ်ပဲအဲ့လိုပုံစံမျိုးနဲ့ကမ္ဘာအကောင်ဆုံးဖြစ်လာမှာမဟုတ်ဘူးလို့နာဂီကပြောလိုက်ပါတယ်ရီယိုကလည်းတယောက်တည်းတိုက်ခိုက်နိုင်သွားပြီမလို့နာဂီကလည်းအဲ့လိုလုံနိုင်မှရောက်ရမယ်ပထမအဆုံးအချိန် ရီယိုသူနဲ့သူမရှိမအောင်ကြောက်နေခဲ့ပြီးတော့အဲ့ဒီအကြောက်တရားတွေကိုမိသားအဖြစ်ပြောင်းလဲပြီးတိုက်ခိုက်နေပါတယ်ပေးလာခဲ့တဲ့ဘောလုံးကိုဒီထဲမှာတွေဖမ်းလိုက်ပြီးတော့အာဂီနဲ့အတူသွဲဆောက်ဖို့လုပ်နေခဲ့ပါတယ်ကိုချရော့ဘောကိုရက်တိနိုင်သွားတဲ့နာဂီအတွက်အာဂီကပျော်နေခဲ့ပြီးတော့ချီဂီရီနဲ့ပါတွဲဆောက်နေခဲ့ပါတယ်ရီယိုမပါပဲဘောလုံးကနေမှမဟုတ်ဘူးဆိုပေမဲ့ဒီလိုနေမျိုးရလာလိမ့်မယ်လို့လည်းမထင်ထားခဲ့တဲ့အတွက်ကြောင့်နီလန်အစ်တီနဲ့အာယုံဆိုင်ပြီးတော့စောင့်နေခဲ့ပါတယ်ရီယိုနဲ့အတူတူပြန်စောင့်နိုင်မယ်ပုံပုံတမ်းမာလာတဲ့နာဂီဖြစ်အောင်ကြိုးစားနေခဲ့ပြီးတော့အာဂီရဲ့နောက်ဆုံးလူပေးမှုကနေတဆင့် ကန်သိဖို့လှုပ်လိုက်ပါတယ်တကယ်တော့မှာတော့သူ့ရဲ့ကန်ချက်ကိုတားဖို့လှုပ်တဲ့တပတ်အတင်းရဲ့ခက်စစ်ကစားသမားကိုလှည့်စားလိုက်တာဖြစ်ပြီးတော့နာဂီကကိုယ့်အတွက်ကိုကမ္ဘာအကောင်ဆုံးဖြစ်လာနိုင်တော့မှဖြစ်ပါတယ်နာဂီရဲ့ရှေ့မှာအိုတိုရပိတ်နေခဲ့ပြီးတော့ဘယ်နဲ့ချိန်မဲအောင်ပြနေပါစေအဲ့ဒီနီးစနစ်ကိုကာကွယ်ဖို့အတွက်ပြင်ဆင်ထားရလို့ပြောတဲ့အခါမှာတော့နာဂီကတုံးလုံးနေခဲ့ပြီးကန်သိမှုအကြပြန်တော့လေလူသုံးယောက်ရှိနေတဲ့အတွက်မဖြစ်နိုင်ပြန်ပါဘူးဒီအတိုင်းဆိုရင်ဘောလုံးကအလူခံရတော့မှဖြစ်ပြီးနာဂီကတယောက်တည်းဖြစ်မှာကိုကြောက်နေခဲ့တဲ့အချိန်မှာ ရီယိုကသူ့ကိုလူပေးဖို့တောင်းဆိုလိုက်ပါတယ်ဒီလိုနဲ့ပဲနာဂီကမျောလင်းချက်တွေပြန်ရလာခဲ့ပြီးတော့ရီယိုနဲ့အတူတူပြန်ပြီးတော့စောင့်နိုင်ဖို့အတွက်ရီယိုစီကိုလူပေးလိုက်ပြီးတော့ဘလူးလော့ရဲ့အကြီးမားဆုံးအမားတွေတဲ့အတစ်ခုကိုလွတ်လိုက်မိခဲ့ပါတယ်ကို့အတွက်ကိုမကြည့်နိုင်ခဲ့ပဲတခြားသူတွေအတွက်ကြီးပေးခဲ့တဲ့နာဂီကအသာတမာတရားအနေနဲ့ကြာရှုံးသွားခဲ့ပြီးတော့ဘာချီရာဖျက်လူတော်ကိုခံလိုက်ရပါတယ်ဒီလိုနဲ့ပဲဘာသာအသင်းကသူတို့ရဲ့တံပြန်တိုက်စစ်ကိုပြန်လည်ဆက်တင်ခဲ့ပြီးတော့ ကစားသမားတွေရဲ့တန်ကြီးတွေကိုတဖြည်းဖြည်းပြနိုင်ခဲ့တဲ့ဆိုပေမဲ့နာဂီယိုတော့အဆင့်20နှစ်ရောက်တဲ့အထိမတွေ့ရသေးပါဘူး။ဘာရှိရာအနိုင်ကိုတွင်းနိုင်ခဲ့ပြီးတော့အောက်ဆုံးအဆင့်23ဆိုတဲ့နေရာမှာအန်နီဆိုတဲ့နမဲအသေးစားလေးကိုမြင်နေရပါတယ်။စိတ်မကောင်းစော်နဲ့အဲ့ဒါကတော့နာဂီမဟုတ်ခဲ့ပဲနာနာဆယ်ဖြစ်နေခဲ့ပြီးတော့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးနာဂီဆယ်ရှီရောကဂျပန်ယူ20လက်ရွေးစဉ်အတွက်အောင်မြင်အောင်မလုပ်နိုင်ခဲ့ပဲစိတ်မကောင်းစော်နဲ့ကြာရှုံးလို့တောခဲ့ပြီပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ ီဒီယိုကိုကျန်းသေးတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူဒုတိယချီးမြှောက်ရှင်တွေလည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ပိုင်းနေမှာပြန်ကြည့်ကြရအောင်ပေါ့။